ဇလန်းဆောင်မှာတော့လူတယောက်ကကောင်မလေးတယောက်နဲ့ပန်းချန်ထဲမှာချိန်တွေ့နေပြီးဒီတတာရီပြောနေတော့နှလုံးခုန်တန်နေမြန်လာကအတန်လေးကိုပါကြားနေရပြီးမကြခင်ပဲနှလုံးဟာရင်ဘတ်ပြင်ကိုဖောက်ထွက်သွားပါတယ်။ဇလိုက်ကျော်ကြီးဆန်ကတော့မစ္စတရန်နဲ့ဖုန်းပြောနေပြီးသူတို့ဟာဂောက်ခဲရွက်နေပုံမှာရောက်နေပြီးကေဗင်ဟာအကျန်းစာကိုအတိပယ်ဖော်ဖို့အတွက်အခက်အခဲရှိနေကြောင်ပြောတော့ဆန်ဟာအကြောင်းထုတ်လို့ရှိရင်သူ့ကိုပြန်ပြီးဆက်သွယ်ဖို့အတွက်မာနေပါတယ်။ ဒင်းကတော့ကန့်စီရဲကိုကောင်းကင်ဘုံကိုဖျက်သွားဖို့အတွက်ပြောနေပြီကန့်စီရဲကတော့သူ့ဟာကောင်းကင်ဘုံနဲ့အဆက်ဆက်ဖြစ်တာကြောင့်ပြောတာအခုဆိုရင်သူ့ဟာတမန်တော်ဘွားမိုးဆိုးတယောက်ဖြစ်နေပြီဆိုတာအိုကလာဟိုမားပြည်နယ်မှာရှိတဲ့အမှုတစ်ခုအကြောင်းပြောပြပါရစ်ဒါကြောင့်ဒင်းကလည်းကန့်စီရဲကိုမင်းဟာဟိုသွားထီသွားနေပြည့်စုံမသွားလို့ရှိရင်ခေါင်းနဲ့ပူပေါင်းလို့ရရဲဆိုပြီးပြောလိုက်တာကန့်စီရဲလည်းသဘောတူလိုက်ပါတယ်ဒီလိုနဲ့အိုကလာဟိုမားကိုသွားဖို့ပြင်ကြတော့ကန့်စီရဲကခေါင်းခဲရသိချင်တယ်ဆိုပြီးပူဇော်အကြောင်းဒင်းနဲ့ဆက်လည်းမရပါဘူးလို့ပြန်တွေးပြောလိုက်တာကန့်စီရဲလည်းမိုက်နေတဲ့နောက်ခံအနေနဲ့ပဲပါသွားရပါတယ် ့လည်းသူတို့လည်းအမှုပြရာရင်ခွဲရော်ရော်လာကြပြီးဆုံလောက်ဂလပ်ဆိုသူနဲ့တွေ့နေကဂလပ်ကတော့ Gary ဆိုတဲ့သူဟာမွေးစေရောအလုံးစုံသုံးသွဲသူအခုလိုဖြစ်တာပဲလို့ပြောပြီးနေရာတွေထွက်သွားပါတယ်။ကန်စီရတော့အလားအောင်မျက်နှာနဲ့ဒါမွေးစေကြောင့်မဟုတ်ဘူးဆိုပြီးအလားအောင်လိုက်တဲ့ကြည့်နေကတေဆုံးသူစီမှာစီလဲချောင်းပိုးဝင်တဲ့ယောဂါရှိရလို့ပြောလိုက်ပါတယ်။တဲရတော့ကက်စီယဲကိုအခုလိုမျိုးအလောင်းကြီးကိုလိုင်မတန်းလေးပို့ပြောတာကြောင့်ကက်စီယဲကဒီအမှုမှာတေဆုံးသူရဲ့အကြောင်းကိုသိရအောင်လုပ်ရမယ်လေလို့ပြောကာတဲရလည်းဟုတ်တာတော့ဟုတ်ပေမဲ့အဲ့လိုမျိုးတော့မဟုတ်ဘူးလေဆိုကာဆန်ပေါ်တော့တော့ထောက်ခိုင်းလိုက်ပါတယ် ဒီလိုနဲ့ပဲဆက်အားအိုလီဗီယာဆိုတဲ့သူဟာတေဆုံးသူ Gary ရဲ့အမှုပြတဲ့နေရာမှာရှိနေပြီးထို့သူဟာအချိန်အတိကျနဲ့သူ့ရဲ့တနစ်တာကိုအလီပိုင်လိမ်ပြထားလို့ဆက်မှာမတင်ကားဖြစ်နေပြီးသူတို့တွားရဲ့စားသုံးနေဆိုတာဟန်ပြတာဖြစ်ပြီးတော့တကယ်တမ်းမှာတော့ Gary ကမိမရှိလျက်နဲ့မော်တယ်ကိုသွားပြီးတော့အိုလီဗီယာနဲ့နဲ့နေရဲ့အကြောင်းပြလိုက်တာသူတနတာမမအောင်ဆိုရင်အဲ့ဒါကိုမကျေနပ်တဲ့ Gary ရဲ့စီရာအောင်နဲ့လောက်လိုက်တယ်ဆိုတာပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲဆန်အားကဆုံးမပဲလို့ကောက်ချက်ချလိုက်ပြီးဒင်းကတော့ကက်စီယိုကိုမေးခေါ်ပြလိုက်တာကက်စ်ကလည်းမမပြောစရာမရှိဖြစ်သွားပါတယ် ဒီလိုနဲ့ပဲသူတို့လည်းဂဲလီရဲ့ဇနီးရှိကိုသွားကြပြီးဆန်အားတော်အမ်မီလီယာနဲ့အတူအိမ်ပေါင်းလုံးဝအခြေအနေကိုပြန်တွေးနေတာအဲ့ဒီမှာပဲအမ်မီလီယာရဲ့အဖေစတန်နဲ့တွေ့ခဲ့ရတာပဲဖြစ်ပါတယ်စတန်အားတော်ဆန်ဝင်းချင်စာကိုဟောဝါကြောင်းတော်ဆိုပြီးအထင်ကြီးနေပေမဲ့လက်ရှိမှာဟိုတယ်မှာလုံလုံနေရဆိုလို့နည်းနည်းတော့တွန့်သွားပါတယ်စတန်အားသူ့ကိုသူစစ်မှုတဲဟောင်းမှလို့မိတ်ဆက်ပြီးဆန်အားလည်းသူ့ရဲ့အဖေဟာစစ်မှုတဲဟောင်းမှလို့ပြန်ပြောနေရင်မကြခင်ပဲဂဲရီရဲ့ဇနီးဒက်ဒိုစီကိုရောက်လာကြပါတယ် ရောက်တာနဲ့ကက်စီယာယုံကြည်မှုအပြည့်နဲ့ဒီအမှုကိုသူကြိုက်ရဲမယ်ဆိုကဂယ်ရီရဲ့သတိကိုချေချောက်နေလို့ဒင်းလေသူနှစ်ဖူးသူလက်လက်ချိုက်လိုက်ရင်ကက်စီယာရဲ့ဆန်လောက်တာကိုပဲအတုယူပါလို့ပြောလိုက်ရပါတယ်။ဒီလိုနဲ့ပဲဆန်ဟာမိမဖြစ်သူကိုသူ့ရဲ့ယောက်ျားမှာဖုံးကွယ်ထားတာတွေပါတယ်ရှိလာလို့မေးနေတော့အိုလီဗီယာရောက်လာကဒမ်မက်တို့ဖက်ပြီးငုံနေကြတော့ဒင်းမက်ဆန်လည်းသူ့သူတွေကိုကြည့်ပြီး"အော်နောက်ကျောကိုဓာတ်နဲ့ထိုးခိုင်းရတာပေါ့"လို့ပြောလိုက်ပါတယ်။အဲဒီစကားကြောင့် dev ကသူတို့ကိုကြည့်လိုက်ပြီးဘာတွေဖြစ်နေရလဲလို့မေးလိုက်တာကြောင့် cashier ရုတ်တီနဲ့မင်းရဲ့ယောက်ျားကသူနဲ့တူတူအိတ်နေရလေလို့ပြောလိုက်ပြီး dev ဆန်လည်းမျက်လုံးပြူသွားရပါတယ် ဒါမဲ့မျိုးလုံးမပြုတ်သူကတော့ dev ဖြစ်ပြီး dev ကအဲ့ကိစ္စကိုသူတိပိသားဖြစ်ကြောင်းလေသူကိုယ်တိုင်ကလည်းအရှက်အရာလုံးနဲ့တွဲနေရဖြစ်ကြောင်းပြောလိုက်တာကြောင့်ဒင်းတို့တွေမှာကက်စီယာပါမျိုးလုံးပြုတ်ရပြီကက်စကတော့ဒါဆိုရင်နေရာဆုံးမမဟုတ်တော့ဘူးပေါ့လို့ပြောနေပြီဒင်းကလည်းတကယ်တော့ဒီကောင်းနေရာတိုင်ဆန်ချိုင်းအိမ်ရှင်မကောင်းနေပဲလို့မှတ်ချက်ပေးလိုက်ပါတယ်ဒီလိုနဲ့ပဲအမှုကတဲလို့သာပြတ်သွားကြပြီမကြခင်ပါပဲမျိုးထဲမှာထူးဆဲဆဲအမှုတစ်ခုထွက်ပေါ်လာပြီမျက်မြင်တတိတိရဲ့အဆိုရတော့လူတယောက်ကအောက်ကိုခုံချမလို့လုပ်ပေမဲ့လေးပေါ်မှာပဲဘောလုံးမျောနေပြီးရောသူအောက်ကိုငုံကြည့်လိုက်တဲ့အချိန်ကျတော့မှပဲကာတွန်ကားတွေကလို့အောက်ကိုပြုတ်ချသွားတယ်လို့ပြောကြပါတယ် ဒီလိုနဲ့ပဲဆောင်းဒေါဂရက်စ်ကဒေရိုကိုခေါ်လိုက်ပြီးမင်းတို့ကောင်တွေဟာထူးဆန်းဆန်းအမှုဆိုပြီးတက်တက်တယ်ဆိုလို့ငါခေါ်လိုက်တာဆိုပြီးအမှုရဲ့ဖြစ်စဉ်တွေကိုရှင်းပြပါတယ်။ဒရရတော့လက်ရှိအမှုတွေအရာနှလုံးအခုပြန်ပြီးရင်ပတ်ထဲကနေနှလုံးအရာပေါက်ထွက်လာတာလေပေါ်မှာမျောပြီးတော့ငုံကြည့်တဲ့တော့မှအောက်ကိုပြုတ်ကျလာတယ်။ဒါတွေအကုန်လုံးကကာတုန်ကားတဲ့အတိုင်းဖြစ်နေရလို့ပြောနေတော့ကာတုန်ဆိုတာဖြူသလားမဲသလားတော့မသိရတဲ့ကန်စီရတော့ချောတော်တော်ကြီးဖြစ်နေပါတယ်။ ဒါကြောင့်မေညာရောက်တဲ့အချိန်မှာတော့ခလီဆိုကြီးကက်စီရဲ့ကိုကာတုန်ကားတွေပြလိုက်ရပြီကက်စီရတော့ဒါဘုရားသခင်နဲ့တူတာပဲဒါလူသားကြီးနဲ့တူတာပဲဆိုပြီးသူသားနဲ့သူလိုမျိုးကာတုန်ကားကိုအလေးပဲဖွင့်နေရကြောင်းဒဲတော့လေတမန်တော်ဆိတ်ချမ်းသာကြီးကဘာကြီးအိတ်ချက်တဲ့ဆိုပြီးဆိတ်ချမ်းသာလို့နေပါစီရောဆိုပြီးလွတ်ထားပြီးလိုက်ပါတယ်ဒီချိန်တစ်ဆက်တည်းမှာပဲဒင်းမဲ့ဆရာတော့လက်ရှိအမှုဟာဘာကောင်ဖြစ်နေတယ်ပဲဆိုတာကိုအမေမို့စဉ်းစားနေကြတဲ့အချိန်ကက်စီရတော့အမှုတစ်ခုပဲဆိုကရဲနေရဲ့ရေဒီယိုလိုင်းကိုဓာတ်ရိုက်ကပ်ပြီးဓာတ်ထောက်နေပါတယ်ဒီလိုနဲ့ပဲသူတို့လေအမှုပြတဲ့နေရာဆူချသွားကြတော့ဗန်လီပြတ်မှုတစ်ခုဖြစ်နေပါတယ် ဂလပ်ကတော့ခက်အေးပဲဒါသူတို့စီမှာတပတ်တည်းနေကြကောင်ဖြစ်တယ်အပေါက်တူတာဖြစ်ကြောင်ပြောပြလိုက်ပြီဒင်းကလည်းအဲ့ဒါဘာကောင်လဲလို့မေးတော့ဂလပ်ကဒီလိုပဲအိုက်ခေါက်လာလို့ရှိရင်အမဲခွက်ကြီးကိုထားခဲ့လို့သူ့ကိုဒီလိုမျိုးခေါ်လာဖြစ်ကြောင်ပြောပြလိုက်ပါတယ်ပြီးတော့လိုချိုရေးကိုလည်းဒီအလေးတုံးကြီးနဲ့ပြပြခဲ့ကြောင်ပြောလိုက်ပါတယ်ဒါကြောင့်ဆက်အားဂလပ်ကိုသူပြောနေတယ်အပေါက်လူသားနဲ့ပတ်သက်တဲ့ fight တွေကိုပြခိုင်းဖို့အတွက်ဂလပ်နဲ့တို့ထွက်သွားပါတယ်။ဒင်းကတော့ကန်စီရဲ့ဟိုအလေးတုံးယူမှာခိုင်းလိုက်ပြီ။သူကတော့လိုက်ရှာရအထဲမှာအမချဲ့အမသားကိုတွေ့လိုက်ရအောင်။ဒီတပြားကတော့စီမြင့်လေးကိုလက်နာနေကြပေါ်နေပြီ။အမေကအကွက်ထဲကနေဝင်လာကပစ္စည်းကိုတော့ဖျက်ချပြပြလိုက်ပါတယ်။ ဒီလိုနဲ့ပဲကျွန်တော်နေရတီကိုဖျက်ဆီးလာကြပြီမော်တယ်ကိုပြောင်းလာတော့ကက်စီဟာဂျွန်ဝက်ဆောင်ကိုဖက်နေကဆက်အားတော့အမှုเจ้าကိုရှာဖွေနေတော့ဒဲရတော့ကက်စီရဲ့ကိုတိစွတ်တဲ့ပေါ်နေလို့လာပြီဒီလိုရောက်တော့ဘလို့နေတယ်လို့မိနေပါတယ်အเจ้าကတော့သူ့ဆိုရင်နေသားချဖို့တော့တော်တော်လေးကြိုးစားခဲ့တာပဲကြောင့်ပြောပြီးမယ်ကက်စီရတော့သူ့အဆင်ပြေပါရဲ့လို့ပဲပြောနေပါတယ်ဒါကြောင့်ပဲဒဲရကက်စီရောမင်းတို့ဘသူကယ်ခဲ့လဲဆိုတော့သိအောင်လို့ကောင်းကင်ဘုံကိုတစ်ခါတော့ပြသွားကြည့်ပါလားလို့တိုက်တွန်းကြည့်ပါတယ် ဒါပဲကက်စီယာကတော့ तू မသွားချင်ကြောင်းလေ तू ဟာကောက်ခင်ပုံမှာတမန်တော်တွေအများကြီးကိုကိစ္စတုံးခဲ့တာဖြစ်ပြီးအခုချိန်သာ तू သွားလို့ရှိရင်အပြက်စီးတွေကိုပြင်ပြီးပြီးတော့ကုကုကိုအဆုံးစီရင်ပြီးပါပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်ပဲဆက်ရောက်လာပြီးမြေပုံတစ်ခုခုကိုက်ကဖောက်တွင်းမှုဖြစ်တဲ့အချိန်တိုင်းကာတုံးပုံစံဘလော့တစားတစ်ခုခုကဖြစ်တယ်ဆိုပြီးပြောလာပါတယ်။ဒါကြောင့်ပဲသူတို့လည်းဖောက်တွင်းခင်ရတဲ့ပထမဆုံးအိမ်ဖြစ်တဲ့ဆမ်းမဆက်ပိုင်ရှိစီကိုသွားကြပါတယ်။လိမ့်စာတော့ဘူဘွားရိတ်တာမှဖြစ်ပြီးဆရာဝန်မဟော်နီနဲ့တွေ့ကစကားတွေပြောနေကြပြီးအိမ်ရှင်နဲ့စကားပြောကြည့်ရာအိမ်ရှင်ကကြောက်ဝါစကားတွေပြောနေရဆိုပြီးပြောလာပါတယ်။ အဲ့အကြောင်ကက်စီယာအဲ့ကြောင်ကိုငါဆက်စေးလိုက်မယ်ဆိုပြီးကြောင်စီကိုသွားလိုက်ပါတယ်။ဒီအချိန်မှာဆန်အားတော်အတွေ့အကြုံထဲမှာနေမျောနေပြီးဆန်နဲ့စကားပြောနေကဆန်ဟာမင်းဟာစစ်မှုထမ်းမှုလားလို့မေးနေပြီးဆန်အားတော်မထမ်းမှုပါဘူးဘာဖြစ်လို့လဲလို့မေးလိုက်ပါတယ်။စတန်အားတော်ငါ့ရဲ့လူကခက်ပညာအရာမင်းဟာတောက်လက်စရာတွေအနေထိုင်ကိုမြင်ကွင်းတွေကိုမြင်မှုတကြလူတယောက်ရဲ့ပုံစံရှိရလို့ပြောလိုက်ပါတယ်။ဆန်နဲ့သူ့ရဲ့သမီးအမလီယာတို့ဟာဆုံးရှုံးမှုထားတဲ့သူတွေဖြစ်လို့တယောက်နဲ့တယောက်ထပ်ပြီးဆုံးရှုံးရမှာအကြောင်းလို့ထုတ်ခိုင်းထားကြတဲ့ပုံစံတွေဖြစ်နေပြီးမင်းတို့ပုံစံဟာချက်နေကြတယ်မတူဘူးလို့စတန်အားထောက်ပြပါတယ်။ ဒီချိန်ပြမကဘာမှာတော့ဒင်းရဒီလိုကြီးစီကနေဘာတင်မှမထူးလို့ပြောနေတာဆက်လဲအတွေးကဘာတွေနေပြတ်ထွက်လာပြီဘုံတစ်ခုပေါ်မှာပုံတဘောမြင်လိုက်ရတာထို့သူဟာ fret ဖြစ်ပြီးသူ့ဖိနေတည်တယ်စိတ်မရချင်တခုဖြစ်ကြောင်းတယောက်စလုံးကတွေ့လိုက်ရပါတယ်ဒီလိုနဲ့ပဲဒင်းမက်ဆက်လဲထို့သူရဲ့အခန်းထဲကိုဝင်သွားကြတော့ကာတွန်ကကြည့်နေတယ် fret ကိုတွေ့လိုက်ရပြီးတတော်မှမလုပ်နေရကြောင်း TV ကိုပိတ်လိုက်ပြီးဆက်သွယ်ဖို့စ조사ကြည့်ပြီးဘာမှလည်းမထူပါဘူးဒါကြောင့်ဒဲလေဒီကိစ္စတွေအားလုံးက friend နဲ့လက်ချက်လာဆိုတာကိုသိရအောင်လို့မျက်နှာကိုဒဲဦးနဲ့ရိုက်ကြည့်တော့ cut off force လို့ပဲဖြစ်သွားပြီးချိန်လာနေပါမြင်လိုက်ရအောင်ဒီကိစ္စတွေအားလုံးရဲ့နောက်ကွယ်မှာ friend ဆိုတာသိချသွားပါတယ် ဒီလိုနဲ့ပဲဆက်အားဖရက်ကအရန်ဆွဲထုတ်လို့လာကြအောင်နောက်တစ်ကဘာနဲ့အဆက်ဆက်ပြတ်သွားပြီးသူ့ရဲ့အတွေ့အကြုံကဘာကိုကြောက်နေရဖြစ်ကြောင်းကောက်ချန်ချလိုက်ကကက်စီယာကတော့အဲ့ဒါဆိုရင်ဒီလူကိုကိစ္စတုံးပြလိုက်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ပဲဒေါက်တာမော်ဟော်ဒီရောက်လာပြီးသူ့ရဲ့လူနာကိုတပ်ဖို့စ조사နေကြလာဆိုကအကုန်လုံးနဲ့ထုတ်ပြလိုက်ပါတယ်။ထောက်ဒိန်းတို့လည်းကက်စီယာကိုကူပြောက်မိရောထောက်ကြည့်ခိုင်းလိုက်ပြီးသူတို့ကတော့ဆမ်မဆက်ပိုင်ရှင်အယုံဝင်ခဲ့လိုက်ကြပါတယ်။အဲ့ဒါမှပဲမွေးနေ့ပွဲတစ်ခုကိုကျင်းပနေပြီးအဲ့မွေးနေ့ပွဲမှာဖရက်လက်ရှိနေကမွေးနေ့ပွဲရာကိပုတ်ပေါ်မှာထုံထားတဲ့မိရှုဟာဖြောင်းတစ်ခုဖြစ်သွားပြီးမကြခင်ပဲအနားမှာရှိသမျှလူတွေအကုန်လုံးကိစ္စတုံးပြလိုက်ပါတယ်။ တကယ်ကကြောင့်ဒေါက်တင်မတတ်ပါပဲဒီလိုပါဆေးရုံပြောင်းလာကြပြီမင်းဟာတေချာအောင်စောင့်ကြည့်နေရပဲတော့ကက်ဆိုကအပြစ်တင်နေတဲ့အချိန်မှာသူတော်ပြုတ်မလေးဝတ်ထားတဲ့လက်ပတ်ကဆမ်းပါဆက်ပိုင်ရှင်ဟာနဲ့တူနေလို့မေးကြည့်လိုက်ကြပြီသူတော်ပြုတ်မလေးကတော့ဒါသူ့ရဲ့ကောင်လေးကပေးထားတာဖြစ်ကြောင်းသိလိုက်ရပါတယ်ဒီလိုနဲ့ပဲဒီလိုလေသူတော်ပြုတ်မလေးရဲ့ကောင်လေးစီကိုလည်းသွားကြတော့ဒီဟာတစ်ခုလုံးကရှုပ်ပွနေပြီးချက်ပြပေါ်မှာတနက်တရားနဲ့လဲလိုက်တယ်လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ် ထို့သူကိုကန်စီရကူပေးလိုက်ပြီးသိချင်တာတွေကိုတမ်းမိရကြောင်းထို့သူကဖရက်ကအစွမ်းကြီးကိုသိနေပြီးမော်ဟနီယာဖရက်ကိုအတုံးချနေကဖောက်တင်မှုတစ်ခုကိုလုံးလျာဖြစ်ကြောင်းနဲ့အခုသူဟာမော်ဟနီရဲ့အကြောင်းကိုသိသွားလို့သူ့ကိုလက်ဆဖြစ်ဖြစ်တာဖြစ်ကြောင်းပြောပြပါရယ်ဒီလိုနဲ့ပဲဒေးတို့လည်းဇေယျတွေသွားခဲ့ပြီးမော်ဟနီစီကိုလိုက်သွားကဆန်အားတော့ကားပေါ်မှာအတိတ်တုန်းကဆန်နဲ့အမလီတို့ပြောနေတာတွေကိုပြန်ပြီးကြားရောက်နေပါရယ်ဆာအမလီနဲ့ဆာမဖြစ်နိုင်ဘူးလို့ပြောနေပေမဲ့အမလီကတော့သူတို့ကိုအခွင့်အရေးတစ်စီပေးပါလို့တောင်းဆိုနေပါတယ် ဒီလိုနဲ့တွင်းတွင်းနဲ့ဘန်ရှီကိုလာကြပြီဒင်းဟာဆန်တဲ့ကတ်ကိုဖရက်ကိုချခိုင်းလိုက်ပြီသူကတော့အမဲရောင်အခွက်တွေစီကနေမော်လီစီကိုလိုက်သွားပါတယ်အထက်ရောက်တာနဲ့ပစ္စည်းတွေကိုပပနေနေထိုင်ကူးနေတယ်မော်လီကိုတွေ့လိုက်ရပြီဒင်းနဲ့မော်လီတို့ဟာကာတုန်ကားတွေစတိုင်တိုင်းချကြပြီအမားချစ်တွေနဲ့ပစ္စည်းတွေကြောက်အောင်လုပ်လိုက်ဒဲဦးနဲ့ဆော်လိုက်နဲ့တီးနေကြပါတယ်တရက်နဲ့ပြစ်ကြပေးမယ်လေဘန်ဆိုတဲ့စာသားလေးတာထွက်လာပြီနှစ်ယောက်သားနဘန်းတွေထားလုံးကြပါတယ်ဆန်တို့ဘက်မှာလည်းဖရက်ကိုနှုတ်မရလို့ကန်စီရဲ့အစွမ်းနဲ့ဆန်ဟာသူ့ရဲ့အုံတော်ထရီလိုက်ဝင်သွားရပါတယ် အဒူရရောက်တာနဲ့ဆန်ဟာဖရက်ကိုသူ့ကိုသူမိတ်ဆက်နေပြီးဖရက်ကတော့၅နှစ်လောက်ပဲရှိသေးတယ်လို့ဒီလိုဖြစ်တာတွေကိုယုံမနေပါဘူး။ဒါပေမဲ့ဆန်ဟာတော့ဖရက်ကသူ့ရဲ့စိတ်ထဲမှာအနည်း၃၀လောက်ပိတ်မိနေရဖြစ်ကြောင်းပြောပြလိုက်ပြီးဖရက်ကိုအတုံးချကမော်ဒီလုံနေရတယ်ကိုပြောပြလိုက်ပါတယ်။ဖရက်ကတော့သူ့ရဲ့ဘဝဟာအထူးချက်ဆန်လို့မြည်သူ့ရဲ့စွာတွေကြောင့်ခါသားနေရတာတွေကိုသူဟာကတုံကားကြည့်ပြီးတော့စိတ်သက်သာရအောင်လုပ်နေတဲ့အကြောင်းပြောပြလိုက်ရာဆန်ဟာတော့ဘာဖြစ်ဖြစ်အခုချိန်နေစပြီးလက်ရှိဖြစ်တည်မှုကိုရင်ဆိုင်ကြရအောင်တရားချလိုက်ပါတယ်။ ကိုလုတ်ခဲ့မိတဲ့အရာတွေဟာကောင်းတော်ရှိမကောင်းတော်ရှိအဲ့ဒီအရာတွေထွက်ပြေးနေလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုညှင်းဆဲတယ်လို့ပဲဖြစ်နေမယ်ဆိုတာလက်ရှိမှာကြုံတွေ့နေရတဲ့ပဿနာတွေအားလုံးကိုဖြေရှင်းလိုက်ဖို့အတွက်ဆန်အားဖရော့ကိုပြောနေတဲ့အချိန်အနောက်ကကက်စီယာခိုင်ကြသွားတာတကူးခုကိုတွေးတော့နေပါတယ်အဲ့ဒီအချိန်မှာမော်နီယာထွက်ပြေးဖို့အတွက်အပေါက်ထဲကိုခုံဝင်လိုက်ပြီပဲဖရက်ကတတိပြာနာပြီမလို့ဝင်ပြရဖြစ်သွားပြီအခြေအနေအားလုံးကိုသိလိုက်ရတယ်တနက်ကိုထုတ်ကဒင်းကိုပြေဖို့ချိန်လိုက်ပါတယ်အဲ့ဒီအချိန်မှာနေရာကိုဖရက်ရောက်လာပြီမော်နီယိုထွက်ချလိုက်ကသူ့ရဲ့လက်လည်းသူ့ကိုသူပြန်ပြရအောင်လို့ခိုင်းလိုက်ပါတယ် အားလုံးပြီးသွားတယ်ဒင်းရဖရက်ကိုနှုတ်ဆက်လိုက်ပြီးအချိန်တွေဒီကိုမင်းကြီးရဖရက်ကအစင်ပေချောင်းပြောနေပြီးသူသာနောက်တစ်ခါဒီလိုထပ်ပြေးလို့ရှိရင်အချောင်းဖက်တက်တက်နေလူတွေအများကြီးရတရားအောင်မှဆိုပြီးစိတ်ညစ်နေပါတယ်ဒီအချိန်မှာကန်စီရရောက်လာပြီးလူတွေထပ်ပြေးအောင်လို့ငါလှုပ်ပေးလို့ရပါတယ်ဒါပေမဲ့မင်းနည်းနည်းတော့နားမယ်လို့ပြောလိုက်ရဖရက်ကလည်းဘာမှဖြစ်ဖြစ်ပါသဘောတူပါလို့ပြောလိုက်ပြီးနှစ်ယောက်သားအစီရင်တစ်ခုလိုလိုက်ကြပါတယ်ဒီစီရင်ကြောင့်ပဲနောက်ဆုံးမှာတော့ Fred ကလုံအောင်ညင်ကြသွားခဲ့ပြီးဒင်းတို့ကလည်း Mentor ရဲ့ Cassie ရဲ့ဆိုတာ Cassie ရဲ့ကိုနောက်ဆုံးမှာတော့ကားရှိကံမှာစီးဖို့တို့ခွင့်ပြုလိုက်ကြပါတယ် ဒီချိန်မှာကန်စီယာကအခုချိန်မှာမင်းတို့နဲ့အတူတူလည်းလို့မချဘူးလို့ပြောနေပြီတခါတာချင်းဆိုသူလိုပဲနာအိုမီဆူရောက်သွားကမင်းပါဟိုင်ဂျက်စီလည်းဆိုတာငါသိရလို့နာအိုမီကပြောလာပါတယ်ဒါကြောင့်ကန်စီယာသူလုပ်ခဲ့တဲ့အရာတွေအတွက်သူအခုပဲတာဝန်ယူဖို့အတွက်ပြန်လာဖြစ်ကြောက်ပြလိုက်ပြီနာအိုမီကလည်းအခုငါခိုင်းနေတဲ့အလုပ်နေတာကလည်းမင်းရဲ့အပြစ်တွေအတွက်ဖိကျော်နေရပဲလို့ပြောလိုက်ပါတယ်ပြန်နဲ့ကက်စီယာဒေလို့စီကိုပြန်ရောက်လာပြီဒေလို့ကဘာဖြစ်လို့မလိုက်နေလာလဲလို့မြင်လိုက်တာကြောင့်ကက်စီယာသူဖက်ကိုစိတ်မချလို့သူလည်းအရင်အနေငယ်လောက်နေခဲ့ကြကြောင်တွေ့လိုက်